အစ္စလာမုအလัยကွမ်ဝရဟမတုလ္လာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1446ခုရှာဝလ19ရက်ခရစ်နှစ်2025ခုနှစ်ဧပြီလ18ရက်တောက်ကြန်နေမှာ9မိနစ်တိအောင်မြင်ခေရဲ့တင်ကစားအမှတ်စဉ်983ကိုတင်ပြမှာပါဒီနေ့မှာကျွန်တော်တို့ဟာဒေါက်တာအဒမ်ရှာကာဝီရဲ့ရစာအီလူမီနယ်ကုရ်အန်ကျမ်းလာတင်ကစားလေးတစ်ခုကိုပြန်လည်ညွှန်ဝေလိုပါတယ်ဒေါက်တာအဒမ်ရှာကာဝီကယာလိုက်တနီကဒမ်တူလီဟယာတီအိုးငါဘဝဖျားလေခြင်း ငါဟာငါရဲ့တမလွန်အတွက်တစုံတရာကြိုတင်ပြီးတော့ပူခင်ရင်ကောင်းပါပဲလို့လောကမှာရှိနေချိန်မှာကောင်းမှုကောင်းရာတွေမဆောင်ရွက်ခဲ့လိုက်ရတဲ့အတွက်ကြောင့်တမလွန်မှာနောင်တရနေတဲ့သူတွေရဲ့အကြောင်းဖော်ပြထားတဲ့အာရတ်ကိုကိုးကားပြီးတော့ရေးပါတယ်အဲ့တော့ဒီနောင်တတွေဒီမျှော်လင့်ချက်တွေဟာကဘာရဲကိုရောက်သွားတဲ့သူတွေရဲ့မျှော်လင့်ချက်နောင်တတွေဖြစ်ပါတယ်ရလိုက်တန်ဒီကဒမ်တူလီဟာယာတီ ငါတမလွန်အတွက်ကြိုတင်လုပ်ခရင်ကောင်းပါပဲဆိုပြီးတော့အဲ့တော့ကျွန်တော်တို့လောကမှာရှိနေစဉ်မှာတနေတဲ့နောင်တသည်မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့တက်တန်းအစ်စ်အမှန်ဆိုတာကလည်းဒီလောကရဲ့တက်တန်းပြီးတော့ကဘာကိုရောက်သွားတဲ့တက်တန်းကနေပြီးတော့ပဲအမှန်တကယ်စတာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့စစ်မှန်တဲ့ဘဝအစဟာကဘာရဲကိုကျွန်တော်တို့ရောက်တဲ့အချိန်ကနေစတာပါ။အဲ့တော့အဲ့လိုအချိန်မှာဂျန်နက်ရဲ့အစိတ်ပိုင်းဂျန်နက်ရဲ့ ဥယျံပုံနှံဖြစ်ခြင်းဖြစ်ဒို့မဟုတ်ကဉာဏ်ငယ်ပုံရဲ့ကြောက်ကဘာဖြစ်ခြင်းဖြစ်အဲ့ဒီနှစ်ခုတည်းကတစ်ခုပဲကျွန်တော်တို့ကြုံရမှာဖြစ်ပါတယ်အလောက်ရှိမြတ်ဂျန်နတ်ရဲ့အစိပ်ပိုင်းထဲမှာပဲကျွန်တော်တို့ကိုထားပေးတနာတော်မူပါစေတော့တကယ်လို့ကောင်းတဲ့လောက်ရက်တွေကိုလောက်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ပျော်လင့်ချက်တွေတော့ကျွန်တော်တို့ရဲ့အနေထားတွေကလည်းကောင်းမွန်နေမှာဖြစ်တယ်အဲ့တော့အခုလောလောဆယ်ကျွန်တော်တို့လောကရဲ့တက်တန်းမှာရှိနေတဲ့အခါမှာကြိုက်တဲ့မျော်လင့်ချက်တွေထားပြီးတော့ ကျိုက်တယ်လို့ကျွန်တော်တို့လုပ်ငန်းဆောင်တာတွေဆောင်ရွက်လို့ရနေပါသေးတယ်။လှုပ်ဖို့စူးစမ်းနေလို့အခွင့်အရေးတွေရှိနေပါသေးတယ်။မျိုးလုံးမိတ်သွားပြီးတော့ကပတဲ့ကိုရောက်သွားရင်တော့ဒီနောင်တတွေဟာနောင်တအဖြစ်နဲ့ပဲကြံရိတ်ခဲ့တော့မှာပါ။ဒီတန်တချင်းတွေဟာလည်းပဲတန်တမှုထက်ထပ်ပြီးတော့မပူနိုင်တော့ပါဘူး။ဟာဇတ်ဟာဆန်ဘဆူရီရဟီမာဟူလာတခင်ကြီးဟာတရက်မှာပုံကိုတယောက်ကွယ်လွန်သွားတဲ့အချိန်မှာသူ့ရဲ့ကဗာနာမှာရက်နေတယ်။အနာမှာရှိတဲ့ပုံကိုတွေကို အီမမ်ဟာဆန်ဘဆူရီတခင်ကြီးကမေးတယ်မတရာဟူယတမန်နလ်အန်သူဘာဒီအခုညှော်လင့်တောင်းတနေလိမ့်မယ်လို့အတင်တို့ထင်တယ်လေဘလို့မြင်တယ်လေအဲ့တော့လူတွေကလည်းပြောတယ်အိုင်ရောက်တော့ကြဘယအမလာဆွာလီဟာသူ့အနေနဲ့လောကကိုပြန်လာခြင်းမှာပေါ့ပြီးရင်ကောင်းမှုကောင်းရာတွေလှုပ်ခြင်းစိတ်တွေဖြစ်နေမှာပေါ့လို့တန်တနေမှာပေါ့လို့သူတို့ကပြောလိုက်ပါတယ်အဲ့တော့အဲ့ဒီချိန်မှာအီမမ်မီဟာဆန်ဘဆူရီတခင်ကြီးကပြောတယ်အတင်တို့ကအခုနောင်တရတဲ့အခြေအနေမရောက်သေးဘူးအခုအတင်တို့ပြင်ဆင်ခြင်းရှိသေးတယ် အတင်တို့လှုပ်ဖို့အတွက်အခွင့်အလမ်းတွေအခွင့်အရေးတွေရှိနေသေးတယ်။ဒါကြောင့်ဒီအခွင့်အလမ်းတွေအခွင့်အရေးတွေကိုကောင်းကောင်းအသုံးချပြီးတော့တမလွန်အတွက်တိဆောက်လိုက်ပါလို့ဆုံးမစကားဆိုခဲ့ပါဗျ။အဲ့တော့တည်ခြင်းတရားတွေဆိုတာအင်တန်လက်တကမ်းမှာပဲရှိနေတယ်။တရားမဆိုတာလဲကျွန်တော်တို့ ਨੇ အနည်းဆုံးကိုတိုးရွေလာပြီးကျွန်တော်တို့မမျောလင့်ထားတဲ့အခြေအနေတွေနဲ့ကျွန်တော်တို့ဟာအောင်းအောပေါ်ရအနေထားတွေနဲ့ကြုံနေရပြီးဒါကြောင့်တမလွန်အတွက်အခုအချိန်ကလေးကတိဆောက်နိုင်ပါစေသားလို့ကိုကိုကိုလည်းသတိပေးရင်အားလုံးကိုလည်းအတိပေးရင်ဒီနေ့ရဲ့သင်ခန်းစာကိုညီကုန်းချုပ်ပါတယ်။ السلام عليكم ورحمه الله وبركاته